ဟယ်လိုကိုကြီးဟယ်လိုရှရာဖီသွားတယ်လို့ကြားတယ်ဟုတ်လားအဲဆိုတမီးကိုမှဗိုလ်လေးမျိုးတမီးပြောပြတာအဲကြောင့်အကိုကြီးဖုန်းဆက်မှာတမီးစောင့်တာလေဘာလဲမှာပဲရှိသေးတယ်အဲဆိုအဆင်ပြေအောင်နေနော်ဟုတ်ပါပြီပါအမကိုရေဖမမဘူးနဲ့အမတော်လိုင်းပြင်ကိုရေရေခချောင်းရောက်ခိုင်းမှာအေးပါအေးပါအမတမီတဲ့ဘူးမင်းနဲ့ကြလာကိုကိုကိုယူဆိုင်နော်အေးပါအေးပါအဲဒါပဲနော်အကိုကြီး သူ6ရက်ပြသွားပြီဆိုလဲဆိုတော့သမီးကိုဖုန်းလန်းဆက်တယ်ပေါ့နော်အဲသူကဖုန်းကအဲ့အချိန်မှာသူဖြစ်သွားတဲ့အချိန်မှာသူဖုန်းကသူစီမှာဖုန်းနဲ့အတူရှိမနေဘူးအတူမရှိနေဘူးဆိုတော့သူအဲ့ဒီဖုန်းကတနေရပေါ့နော်တနေရဆိုတော့အဲ့သူအဲ့အချိန်မှာသူသမီးကိုဘလို့ဆက်သွယ်လဲဆိုတော့သူဖြစ်ဖြစ်ချင်းနဲ့သူဆက်သွယ်လို့မရသေးဘူးဆက်သွယ်လို့မရတဲ့အချိန်မှာသူကတော့အဲ့ဒီရဲ့လူကြီးတွေနဲ့ပေါ့နော်သမီးတို့ဒီဘက်ကလူကြီးတွေနဲ့ဆိတ်ဆက်ရှိပြီးတော့အဲ့သမီးတို့ဘူလေးကိုလမ်းပြောတယ်ပေါ့သူထိတဲ့အကြောင်းတက်ထာကိုဘူလေးကလည်းတည်တင်ကိုယ်တစ်ဖက်ဆိုတော့ဆင်မီကောင်းဖြစ်ပြီးတော့အဲ့သူမိမကိုလမ်းပြီးတော့ ဒီဖြစ်စဉ်လေးပြောပြရတယ်ပေါ့ပြီးတော့ခြေတော်ထိဝိုင်းပေါ့နော်ခြေတော်ဖြတ်ကမယ်ခြေတော်ဖြတ်ကမယ်အတန်အနေတော့မစိုးရင်အောင်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာအမသမီးကိုကြည့်ရအငမကြီးလက်ပြီးတော့ပေါ့နော်ဘီးထိဝိုင်းဘီးထိထားတယ်လက်ဒါမှအတန်အနေမစိုးရင်အောင်လက်မစိုးရင်ဆိုမဲ့ तू ကတော့အဲ့လိုမျိုး तू ကလည်းစိတ်မကောင်းနေစိတ်မကောင်းတော့အဲ့လိုမျိုးညံ့တာပြက်နေတော့သမီးကဒါမှဖုံးဆက်တဲ့အတိတယ်သူတို့ကကြတော့ခရင်လူတွေပြောတာဆိုတော့သမီးကဘီးဆိုတဲ့တခုခုတော့ဖြစ်ပြီးသမီးတိလိုက်တယ်ဒါမှလည်းသမီး အဲ့ဒါသူတို့မျက်နှာလေးကိုကြည့်လိုက်တာပေါ့နော်ကြည့်တဲ့အချိန်မှာသူတို့ကဟိုစိတ်မကောင်းဖြစ်ပြီးဆိုးရင်စိတ်ပုံမှန်ပြီးပေါ်တဲ့အတွက်ကြောင့်သူမြတ်တီးလိုက်တယ်အင်းသူမြတ်ယောက်ျားတို့တစ်ခုခုဖြစ်ပြီးပေါ့နော်စိတ်ကိုအကောင်းဆုံးပြင်ဆင်လာရတယ်ပေါ့နော်သူခုံးဆက်တဲ့အချိန်မှာသူဘာတွေပြောမလဲဘာတွေခွန်အားပေးမလဲဆိုတဲ့စိတ်ကိုသူဟိုပြင်ဆင်လာတဲ့အတွက်ကြောင့်သူကလည်းသူသူမြတ်ဆက်သွယ်ပါတယ်ဆက်သွယ်တယ်ဆိုတော့အဲ့သူမြတ်ဘိုးလေးကရောက်ကြလဲသွားအမသူသူမြတ်ဘိုးလေးရဲ့ဟိုဖုန်းနဲ့ဟိုသူမြတ်နှမ်းပြောတာပေါ့နော်နှမ်းပြောတော့ ာသူကအငိမ့်မိုက်မှဘေးဖုံးလာနေရဲဆိုသူလည်းအဲကြပြာကလေးပြေးလဲပြေးတော့အကိုကြီးလို့အဆင်ပြေလာပေါ့နော်တမီးလည်းအဆင်ပြေပါတယ်ဆိုတဲ့အကြောင်းသူပြောလိုက်တယ်ပြောလိုက်တဲ့အချိန်မှာသူကလည်းငါတော့အဆင်ပြေလာငါဘာမှမဖြစ်ဘူးလက်ကိုကိုကိုပဲ view side လက်အကိုကြီးကဘာမှမဖြစ်ဘူးတိလိုက်အကိုကြီးချတော့ပြတ်ပါမဆိုနေ့ကဘသူပြောရလဲတမီးလို့မှလို့အမပြောရလို့တမီးတိပြီးွားပြီဆိုတော့အဲ့လည်းဘာမှမဖြစ်ပါဘူးလက်အဆင်ပြေပါလဲနည်းနည်းလေးပါလက်နေ့အကိုကြောင့်တိတယ်မို့လားလက် လာစီဒီယန်စစ်သားပေါ့နော်တသားဆိုမျိုးဝင်ဇနီးမနှူးအောင်ဖြစ်ပါတယ်ပေါ့နော်တမီးတို့ဒီစီဒီယန်လောက်လာဖို့တမီးဘလို့နှိုးဆော်ဒီလိုတိုက်တွန်းတင်လာဆိုတမီးရဲ့အမျိုးသားပေါ့နော်တမီးတို့ဒီဒီစစ်တပ်ကြီးထဲမှာတမီးတို့နေရတာဒါတော့မှပဲတမီးအကြိုက်နေခဲ့ဘူးတဲ့လူလည်းမဟုတ်ဘူးဘာလို့ဆိုတော့ तू ကကြတော့ဒီစစ်တပ်ကဒီအကျင့်တွေ तू ကမကောင်းတာလို့လည်း तू ကသိတယ်သိတဲ့အတွက်ကြောင့်တမီးအပြင်းမာနေတယ်ဒါမှမဟုတ်တမီးဟိုကိုယ်ဝန်ဆရှိတော့ပေါ့နော်အဲ့ဒီမှာလိုင်းငန်းလေး နနာတောင်းနေလိုက်တယ်ပေါ့သမီးအလုံးလေးနဲ့ပေါ့ဗျာတက်တွင်းထဲမှာနေရတဲ့အချိန်မှာအဲ့သူတို့ဒီရဲမေးအဲ့ပေါ့ဟိုဟာဟိုစစ်သားရဲ့ဇနီးများတွေခေါ်တယ်ခေါ်တဲ့အချိန်မှာသူတို့ဘာပြောလဲဆိုတော့ဒီသူတို့မင်းနိုင်အောင်လို့ပေါ့ပဲမင်းနိုင်အောင်လို့သူတို့ဘာပြောလဲဆိုတော့ကိုယောက်ျားလေးခြေရန်ထွက်ခြင်းဟိုជីကာတွေပါပေါ့ကကောက်မဝစ်ကမယ်ပေါ့တနက်ကကောက်မကင်ရမယ်ပေါ့အဲကြောင့်သူတို့စီကိုမဲပေးပါပေါ့သူတို့အစ်မအဆမ်းမဲပေးရသေးတယ်အဆမ်းမဲပေးရတဲ့အချိန်မှာသမီးရတာနေစီလားစီသမီးမွေးတော့မှာပေါ့နော်မွေးတော့မှာကိုသမီးအဲ့ဗိုက်ကြီးတဲ့ပါမကြမ်းပေါ့နော်သူတို့ကအဲ့ သူတို့ကိုငဲထည့်စေချင်တာပေါ့နော်ပေးပြီးတော့လည်းဒီသူတို့အာနာသိမ့်နေအာနာသိမ့်နေအချိန်မှာလည်းဟိုသမီးယောက်ျားကို ဟိုပါဆာဟိုဘလိုလဲဆန္ဒတွေလိုက်ပြလို့ဆိုတော့ပေါ့နော်သူကြီးယောက်ျားလည်းပေါ့နော်အဲ့ဒီတက်တွင်းထဲမှာသူသုံးလာပေါ့နော်နေရတယ်အရှုပ်ကြရတာပေါ့နော်အရှုပ်ကြတဲ့အချိန်မှာသူကြီးပြန်ထွက်လာရင်တော့သူကြီးယောက်ျားသူကြီးဒီပြောမယ်ပေါ့နော်ဒီလိုမျိုးဟိုတမျိုးဒီမှာတမျိုးရရနေအောင်သွားမယ်စီရီယံလို့ဖို့လဲတမျိုးရကြသူတိုက်တော့မယ်ဒါအဲ့အချိန်မှာတမျိုးရကြလဲသုံးလိုက်ပြည့်ပြည့်အချိန်မှာသူထွက်လာတယ်ဘောနော်အဲ့အချိန်မှာလဲ အဲတမီးသူ့ကိုပြောတယ်အကိုကြီးတို့ဒီထဲမှာနေလို့ရတာအဆင်ပြေနိုင်ပေါ့နော်ဒီရဲ့ဒီရုံမှမှုတွေကိုလည်းသူ့အမြင်တွေ့နေတာပြီးတော့ဒီဒီစစ်တပ်ဆိုတာလည်းဒီဟိုခွဲခြားဆက်ဆံနေတာကြီးကိုလည်းကိုကသိနေတာပေါ့နော်ဒီဟိုပါပေါ့အဆင်ဆင်နေပေါ့နော်ဘလို့ဒီခွဲခြားရတယ်ဆိုတာလည်းကိုကသိနေတဲ့အတွက်ကြောင့်အဲတမီးယောက်ျားကလည်းအစတည်းကမတော်မတရားတာယူသူကလုံးဝတော့မခံနိုင်လို့ဆိုတော့တမီးရောအများကြီးပြောစရာမလိုပါဘူးအိုက်ရှမအေးထိုးနေရတော့သွားမယ်ဆိုပြီးအိုက်တရဲထဲမှာပဲနော်လင်းမြန်းရောက်အတူတူထွက်ခဲ့တယ်ပေါ့

တမီးရဲ့မျိုးသားတော့သူကရကြလေးဆိုတော့သူ့မှာအခက်အခဲတိတ်မရှိဘူးပေါ့နော်မရှိဘူးနဲ့တမီးအမျိုးသမီးကြတော့တမီးပင်မန်းနဲ့ APD လောက်ရရပါတယ်ပင်မန်းနဲ့တမီးစားပါခြင်းတော့သူမခံနိုင်ဘူးမခံနိုင်လို့ဆိုပဲနဲ့ဒီလိုပဲအဲ့ဒီမှာတွေ့ရတာအဲ့ဒီတော်လိုင်းမိသားစုတွေပေါ့နော်အဲ့ဒီမှာဘာပဲဖြစ်ရောစိတ်ထုကိုဒီဘာပဲဟိုလမ်းဟိုပေါ့လမ်းစုံလို့လူရင်းလာတွေးကြတာပေါ့နော်ဒီလမ်းစုံတာပဲပြောရမှာပေါ့ဒီတော်လိုင်းလမ်းမှာစုံပြီးလူရင်းလာတွေ့တဲ့အချိန်မှာသူတို့ကလည်းတယောက်တယောက်ဖေးမှကြတယ် ထိမှကြတယ်မလုံနိုင်တဲ့ဟာကိုလည်းဟိုပေါ့အတူတကွပေါ့နော်အကလုံးလောက်ကြတယ်ဒီ PDF ဆအမအမျိုးသမီးတွေလည်းရှိတာဟိုရှိတာဆိုတော့တို့ကလည်းဆက်ဆက်ရပါတော့နော်ဟိုတယောက်တယောက်ခွန်အားတွေလည်းပေးပြတယ် အမသူတော်လုံးနိုင်တာတမီးတို့ကဘာလို့လုံနိုင်ရမှာလဲအမလေးလုံနိုင်ရမယ်တမီးတို့လည်းလုံနိုင်ရမယ်ဆိုတော့ပုံစံမျိုးလေးတွေနဲ့တယောက်တယောက်ဟိုခွန်အားလေးပေးပြီးပြီးတော့တမီးတို့ဟိုအစားတော့ကတော့ဟိုဟိုကပီတီလုတ်တယ်ဆိုတာကတော့တကယ်ဆိုရင်ပေးမင်းတာပေါ့နော်အဲ့ဒီတောင်ဘုံတွေတဲ့ပြရတာတို့အဆဆာရတိုက်ထိုးတာစာမင်းကလေးတယောက်နေပြီဘလို့မှအဆင်မပြေပေါ့နော်အစားပိုင်းမှာတော့ဒါမှမဟုတ်နောက်ပိုင်းကျတော့လည်းဟိုတနက်အဖြစ်တက်ကသာအကလုံးတနက်တင်တနက်တွေပိုင်းအပြစ်တင်ရတယ်တမီးတို့အကလုံးအဆဆာရသူတို့ကလည်းအဲ့ဒီက လူကြီးတွေကလည်းအကုန်ဆက်ဆက်ရအဆင်ပြေအောင်ပင်ပေးတယ်တမီးတို့ဒီတော်လိုင်းမောင်နှမတာချင်းတွေကလည်းပေါ့နော်တယောက်တယောက်ဖေးမိုင်းနေတယ်ပဲတမီးတို့တွေဟိုဖြတ်ကျော်နိုင်ခဲ့တယ်ပေါ့ဟုတ် ဆိုရင်လည်းဒီသူစီရီယံလောက်ထားနေသူမတင်းတိမ်နိုင်ဘောနော်မတင်းနိုင်နေတဲ့အချိန်မှာသူခြေတန်းနေပါထွက်ရှင်နေသူ့ရဲ့ပညာလေးနဲ့ဘောသူမိုင်းဒီမိုင်းတက်တဲ့ပညာနဲ့သူဒီရန်သူသူဘလို့ပြန်တက်ခိုက်ကြမလဲဘောနော်သူကတိနေတဲ့အတွက်ကြောင့်သူသူလည်းဆဆရရသူခြေတန်းနေပါထွက်မယ်ဆိုရင်တမီးလည်းမတားဘူးဘောနော်တားအောင်လို့ဘာလို့လဲဆိုတော့စီရီယံလောက်အောင်လည်းမတင်းတိမ်နိုင်သေးဘူးလေဒီလိုမျိုးအတွေ့အကြုံရှိတဲ့လူကလည်း ဟိုဒီလိုမျိုးထက်ထက်ပါဝင်မှဒီတော်လိုင်းဆိုတာအောင်မြင်မှာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးခံယူချက်နဲ့တမိယောက်ျားကိုခြေတန်းနေပါလေသွားရင်လည်းတမိကတားလာနေပါလေမရှိဘူးပေါ့နော်အခုအဲ့လိုမျိုးဖြစ်လာတယ်ဖြစ်ပြီးတော့တမိတို့ယောက်ျားဒီခြေထောက်တွေပါဖြစ်ပါရဲ့ပေါ့ဖြစ်သွားတဲ့အချိန်မှာလည်းဟိုဒီနှောက်ထက်သူရှီတူးတွေပါရရင်သူပြန်သွားခြင်းနေပေါ့နော်ပြန်သွားခြင်းနေအချိန်ခါကျရင်လည်းတမိကတားမှာမဟုတ်ဘာလို့တော့သူစိတ်သူအာတန်ရအောင်သူ့ကိုတမိကလုံးမှာပဲဘာလို့လဲဆိုတော့ဒီတော်လိုင်းကြီးမှာ သူ့ပါဝင်စေခြင်းသေးတယ်ပေါ့နော်ပါဝင်စေခြင်းသေးတယ်ပြီးတော့လေသူကလည်းသွားမယ်ဆိုရင်တမီးကတော့မတားအောင်ပေါ့နော်အဲ့လိုမျိုးလည်းရှိရဲ့ ော့တယ်ကိုရှိတာမကောင်းသေးဘူးပေါ့နော်ခြေတော့ကအနာတွေပါမကျက်သေးဘူးသူတို့ဒီဘက်မှနေတယ်သမီးတို့အခုရက်တည်နေရတာဘလို့ရက်တည်နေလဲဆိုရင်သမီးတို့ဒီမှာအဖွဲ့စည်းတွေကသမီးတို့ဆန်းစီပေါ့နော်ဟိုထောက်ပံ့တာတွေရှိတယ်နေစရာလေးပေးတဲ့ဟာလေးရှိတယ်ဟိုသမီးတို့သမီးတို့ဒီလိုမျိုးပေါ့နော်ချက်ကင်းတဲ့လူကဒီလိုမျိုးဟိုကိုဘလို့လဲဟိုတော်လဲမိသားစုအစီအချင်းကကူညီတာတွေရှိတယ်အဖွဲ့စည်းတွေကကူညီတာတွေရှိတဲ့အတွက်ကြောင့်လေသမီးတို့တွေပေါ့နော်ဒီဘက်မှာဘလို့ရက်တည်လဲဆိုတော့သမီးအပြာကျော်လေးကြော်ရောင်းလိုက်တယ်ကြော်ရောင်းလာလဲတွန့်နေသူရောင်းရတယ် ရောင်းရတဲ့အဆန်လေးကိုလည်းသမီးကဒီစေယုံသွားတဲ့အခိုက်ဆိုရင်ဟိုသမီးကကြာလေးချိန်ကန်းနေပါပြီသွားလုပ်တဲ့အခိုက်ဆိုရင်သမီးကလည်းသမီးအိုက်ရှိတဲ့ပဆန်လေးနဲ့ပြန်ပြီးတော့ဗောနကိုတော်လိုင်းမိသားစုရှိချင်းကိုပြန်ကနေတာလေးရှိရဲ့ဗောနတရားနဲ့တရားဟိုဖိမားတဲ့စကားလေးလည်းပြောရလေးရှိရဲ့တရားတရားခွန်အားဖြစ်စင်မဲ့ဟာလေးလည်းစကားပြောရလေးရှိရဲ့ဗောနသမီးတို့ဒီရိတ်ခါတွေပါလေဆိုလဲရရင်လဲသမီးတို့ထောက်ပံ့ခြင်းတွေထောက်ပံ့တဲ့ဟာတွေဗောနရခဲ့လို့ရှိရင်လဲသမီးတို့လင်းမြန်းမြောက်ဆိုတော့ ဟိုစားလို့ရတော့တကယ်နှစ်ယောက်စားဆိုတော့တိတ်မကုန်းဘူးကောနော်မကုန်းတော့တမီးတို့ဘာလေးတွေပြန်ပြီးမဖြစ်ခဲ့လဲဆိုဆန်လေးတွေပိုးရဲဟာပိုတာတော့မရှိဘောနော်ကိုယ့်ရဲ့စားတဲ့အထက်တွေကရေတမီးတို့ဒီတော်လိုင်းမိသားစုရှိချင်းပေါ့နော်တမီးတို့ခွဲဝေကျွေးရလေးလည်းရှိရပေါ့နော်အဲသူတို့ကလည်းသူတို့မှာရှိတဲ့ဟာလေးဆိုရင်လည်းတမီးတို့ပြန်ကျွေးရလေးလည်းရှိရပေါ့နော်အဲလိုမျိုးလေးတွေအဲမြင်ရတော့ကိုဒီတော်လိုင်းမိသားစုကလူဖြစ်ရဲဆိုတာလည်းသိရတယ် ီးတော့ဒီຫນွေဒေါ်လာကြီးပြီးသွားခဲ့တော့ရှိရင်ပေါ့နော်။သမီးဘာလို့ရှင်လဲဆိုရင်ဟိုသမီးအဓိကတော့သမီးရဲ့မျိုးသားပေါ့။သမီးမျိုးသားသမီးဒီတိုင်းသူသူဟိုပင်ပင်မမန်းနေမလို့ဆေးချင်တော့မလို့ချင်တော့သူ့ကိုဒီတက်တောင်တက်တာလေးနေပေါ့နော်။သူသူကတက်တူးထိုးရဝါသနာပါတယ်။တက်တူးထိုးရဝါသနာပါတော့သူ့ကိုတက်တူးဟိုဟာတက်တူးလေးထိုးဆေးချင်တယ်ပေါ့နော်။အထိုင်လေးနဲ့အထိုးဆေးချင်တယ်။သမီးကတော့ဟိုဂျန်နဲ့အဲ့လိုပေါ့နော်။ရတဲ့အဲ့လိုကလေးလုပ်ပြီးတော့ပဲဘဝကိုရှစ်ဆင်တယ်လို့သမီးကတော့ဟို တွေးထားတယ်ပေါ့နော်